အားလုံးပဲမင်္ဂလာပါနိုဝင်ဘာလ3ရက်ဒီတပတ်စနေနေ့ကစပြီးတော့အမေရိကန်42တန်းသောပြည်သူတွေကဝင်ဝင်နေမိသားစုတွေပေါ့အစိုးရရဲ့စားတောက်ဈေးထောက်ပံ့ခြင်းငွေကိုယူနေတဲ့ပြည်သူ42တန်းလောက်ရှိပါတယ်အဲ့ဒီ42တန်းသောအမေရိကန်ပြည်သူတွေကအခုနိုဝင်ဘာလ3ရက်နေ့ကစပြီးတော့ food stamp ဒါမှမဟုတ် snap ဒါမှမဟုတ် ebt ပြည်နယ်တစ်ခုနဲ့တစ်ခုနာမည်ခေါ်ဝေါ်ခြင်းတော့မတူဘူးဒါပေမဲ့ အစိုးရရဲ့စားတောက်ဈေးထောက်ပံ့ခြင်းငွေကိုဒီနိုဝင်ဘာလအစပြီးတော့ဒါဖြတ်တောက်ခံရနိုင်ပွဲရှိပါတယ်။ဘာဖြစ်လို့အဲ့လိုပြရတာလဲဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒါအမေရိကန်အစိုးရရဲ့ government shutdown ဖြစ်နေတာဆိုရင်28ရက်နေ့မြောက်ကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီရဲ့ငွေကြေးထောက်ပံ့ခြင်းငွေတွေကိုပေးနေတဲ့အစိုးရရဲ့ဌာနတွေရုံးနေမှာငွေကြေးလေပတ်ဖို့အတွက်ပတ်စံမရှိတော့ပါဘူး။ အဲ့တော့ဒီ food stamp ကိုအတိကပေးနေတဲ့ကင်တွင်နေတဲ့ department ပေါ့ US Department of Agriculture ဒါမှမဟုတ်ရစုရရဲ့ website အဲ့ဒီထဲမှာဝင်ကြည့်မယ်ဆိုရင်သူတို့ကိုယ်တိုင်အဲ့မှာ menu တွေတားထားပြီးတော့မှပေါ်ပြထားတာတွေ့ရပါတယ်။ဘာရေးထားလဲဆိုတော့လွတ်တော်ထဲမှာရှိတဲ့ Democrat လွတ်တော်မတ်တွေကတဲ့ဒီ food stamp ကိုပေးဖို့အတွက်၁၂ကြိမ်တိုင်တိုင် သူတို့ကညှင်းဆိုခဲ့တဲ့အတွက်ကြောင့်မို့ဒီ department မှာပေါ့ဆက်လက်ပြီးတော့မှ ပေးနိုင်မှုအတွက်ပတ်စံမရှိတော့ဘူးဆိုပြီးတော့သူတို့ပေါ်ပြထားတာကိုတွေ့ရပါတယ်။ဟုတ်ပါတယ်။အခုလိုအစိုးရ shutdown ဖြစ်ရတဲ့အဓိကတည်ရခံကတော့ Democrat Party ပဲဖြစ်ပါတယ်ဆိုတာကျွန်တော်လုံးဝညင်းလို့မရပါဘူး။ကျွန်တော်အလုံးလွယ်လွယ်နဲ့နားလည်အောင်ပြောရမယ်ဆိုရင်တော့ Republican နဲ့ Democrat Party နှစ်ခုလုံးကကိုလိုချင်တဲ့အပိုင်းတွေကိုအပြန်အလှန် policy တွေကိုသူတို့ကအပေးယူညှိနှိုင်းဆောင်ရွက်ပြီးတော့အစိုးရကိုပြန်ဖွင့်ပါတယ်။ ဒါပေမဲ့အစိုးရ government ဒီ federal government ကိုမပိတ်သွားရလေအောင်ဒီလိုညှိနှိုင်းလို့မရတဲ့ကာလကြားထဲမှာကြတော့သူတို့က policy တွေကိုဘေးမှာချိန်ထားပြီးတော့ဒီအရေးပေါ်ဒီအစိုးရ run နိုင်ုံလောက်ပဲပေါ့နော်သူတို့ကငွေကြေးကိုထုတ်ပေးပြီးတော့မှနောက်ပိုင်းမှကိုလိုချင်တဲ့ policy တွေကိုအပြန်အလှန်ပြန်ပြီးတော့ညှိယူကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်က democrat ကအဲ့ဒီနောက်မှပြန်ညှိမယ်ဆိုတာကိုလုံးဝလက်မခံဘူး အရင်ဆုံးသူတို့လိုချင်တာကိုတောင်းခံပြီးတော့မှငွေချပေးမှပဲဒီအစိုးရကိုဖွင့်မယ်ဆိုပြီးတော့တန်ဋိဌာန်ချပြီးတော့သူတို့ဆန္ဒပြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ့တော့အဲ့လိုဖြစ်လာတဲ့ခါကျတော့အစိုးရချိတ်ပေးရမယ့်ဂျူးဒိတ်ကလည်းပဲအော်တိုဘားလ3ရက်နေ့ဆိုတော့အော်တိုဘား3ရက်နေ့ကျော်သွားရင်ဆက်လက်ပြီးတော့ဒီအစိုးရလည်းပတ်ဖို့အတွက်ငွေချေးကအဆင်မပြေတော့အဲ့တော့သူတို့ညှိနှိုင်းတဲ့ဟာအဆင်မပြေသွားရင်အော်တိုဘားလ3ရက်ကလုံးလုံးကြီးကိုပိတ်သွားရတဲ့အနေအထားဖြစ်သွားပါတယ်။ လွယ်လွယ်နဲ့နားလည်အောင်ပြောရမယ်ဆိုရင်တော့ Democrat လည်းသူလိုချင်တဲ့ policy တွေရှိတယ် Republican လည်းသူလိုချင်တဲ့ policy တွေရှိတယ်အဲ့ဒီ policy တွေကိုသူတို့ချမှတ်တဲ့ဘာနာရေးနှစ်အတွက်သူတို့ကတခါလေအဲ့လိုချင်တဲ့ policy တွေကိုထည့်ပြီးတော့မှအပေးယူညှိနှိုင်းကြတာဖြစ်ပါတယ်အဲ့လိုညှိနှိုင်းလို့အဆင်မပြေတဲ့အခါကျရင်ဒီဘာနာကို approve မလုပ်တာပေါ့နော်သူတို့မချမှတ်ဘူးအဲ့တော့ Republican တွေကဘာပြောလဲဆိုတော့အစိုးရကိုဆက်လက်ပြီးတော့မှ run နေပါစေ ကျွန်တော်တို့လိုချင်တဲ့အပိုင်းတွေကိုဒီအစိုးရ run နေပြီးတော့မှနောက်ပိုင်းမှငါတို့ပြန်ဆွေးနွေးရအောင်လို့ပြောတဲ့အခါကျတော့ Democrat ကလုံးဝလက်မခံဘူးငါတို့လိုချင်တဲ့ဟာကိုအခုပေးမှပဲအစိုးရကိုဖွင့်မယ်မပေးဘူးဆိုရင်အော်တိုဘာလာတည့်ရက်နေ့ပေးရမယ့် due date ရောက်လာတဲ့နေ့လည်းငါတို့မဖွင့်နိုင်ဘူးဆိုပြီးတော့အဲ့ဒီလိုဆွဲထားတဲ့အတွက်ကြောင့်အခုထိဆက်လက်ပြီးတော့ရှိနေတာဖြစ်ပါတယ် shutdown ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ Democrat တွေအဓိကတောင်းဆိုတဲ့အကြောင်းရင်းထဲမှာဒီမှာအများကြီးပါတဲ့အထဲမှာကျွန်တော်တချို့ ပေါ်ပြသွားပါမယ်အဲ့ဒါကို Republican တွေကလုံးဝလက်မခံနိုင်လို့သူတို့ကလည်းလိုက်လျောမှုမလုပ်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ Democrat တွေအဓိကတောင်းဆိုနေတဲ့အချက်တွေကဘာတွေလဲလို့ကြည့်လိုက်တဲ့အခါမှာကျတော့ Joe Biden လက်ထက်မှာသူတို့ချမှတ်ခဲ့တဲ့ဒီအတုံးစည်းတွေကိုဒီမှာမရမကထည့်ခိုင်းတယ်အဲ့ဒီထည့်တဲ့အကြောင်းရင်းတွေကိုကြည့်တဲ့အခါမှာကျတော့လေ American people တွေတခုမှမပါပါဘူးဥပမာအားဖြင့်ဒီမှာ အချင်းချင်းပြောရမယ်ဆိုရင်ဇမ်ဘီယာနိုင်ငံမှာဂျန်တာပြောင်းလဲဖို့အတွက်ဒေါ်လာ3တန်းပြီးရင်လျက်စစ်ဘတ်ကားတွေအတွက်အမေရိကန်ဒေါ်လာ5သိန်းဒါအမေရိကန်ပြည်သူတွေရဲ့အခွန်ငွေအားနဲ့ပေးရမယ်ဟာဟေတီနိုင်ငံမှာအမျိုးသားပြည်သူစားတွေအတွက်ချက်ပြုတ်ရေးတင်တန်းနဲ့အကဖွဲအတွက်မုံဖုံတင်တန်းအတွက်ဒေါ်လာ3.6တန်းပါလက်စတိုင်းမှာရှိတဲ့တဲ့င်းမီဒီယာအဖွဲ့အစည်းတစ်ခုအတွက်ဒေါ်လာ6တန်း နီပေါ်နိုင်ငံကဂျန်ဒါပြောင်းလဲဖို့အတွက်နော်ထရန်ဂျန်ဒါတွေအတွက်ဒေါ်လာ83,300မော်စကိုမှာကျင်းပမဲ့ Pride March အတွက်ဒေါ်လာ3,000အခုရုရှားဆိုတာကအမေရိကန်နဲ့ရန်တူဟိုမှာယူကရိန်းနဲ့ကရန်တူဒါပေမဲ့အဲ့ဒီမှာရှိတဲ့နော်ဒီ LGBTQ အတိုင်းဝိုင်းတွေအတွက်ဒေါ်လာ3,000ဒီမှာပါတယ်ပြီးရင်လူမှုမီဒီယာနဲ့လမ်းညွှန်မှုအတွက်ဒေါ်လာ7,000 8,000 2,000 အဲမပြီးသေးဘူးစာပြီးရမှာရှိတဲ့လိန်တူချက်တူနဲ့လိန်ပြောင်းလဲဖို့အတွက်ဒါ transgender ခွဲစိတ်မှုအတွက်ဒေါ်လာ၄သမနှစ်တန်းဒါ American ပြည်သူတွေကနဲ့နိုင်ငံခြားမှာတွားပြီးတော့မှထောက်ပံ့တဲ့ငွေကြေးတွေအမြောက်အများကဒီ LGBTQ နဲ့အဓိကအဲ့ဒီ case တွေဖြစ်နေတယ်ပြီးတဲ့အခါမှာကျတော့အဆူရတရက်လုံးကိုဒီနိုင်ငံမှာချိတ်ပိတ်ပြီးတော့မှ American ပြည်သူတွေ full step မရဘူးပြီးရင်စက်တပ်တွေကဒါလစာမရအောင် ူတို့တမင်ကိုချိတ်ပိတ်တာကဒီအကြောင်းရင်းနဲ့အများကြီးပါနေတယ်။အဲနောက်ကြံနေတယ်အဲ့ဒီမှာနည်းနည်းကြီးကြီးမားမားလေး bill တခုလာမယ်။အဲ့ဒါကဘာလဲဆိုတော့ဒီ democrat ကို ထောက်ခံအားပေးတဲ့သတင်းမီဒီယာဒါပြောမယ်ဆိုရင်အစိုးရရဲ့သတင်းမီဒီယာလို့ပြောလို့ရတာပေါ့။အစိုးရရဲ့ပြည်တွင်းခွန်နဲ့ထောက်ပံ့တဲ့သတင်းမီဒီယာချုပ်ရှိရယ်။ CBP ဒါမှမဟုတ် NPR PBS ဒီ news တွေကိုထောက်ပံ့တဲ့ငွေကြေးကဒေါ်လာတန်900ကျော်တယ်။ ါတွေအားလုံးက democratic propose လုပ်ထားတဲ့အဲမှာပါတာဒါတွေကိုမထည့်ဘူးဖယ်မယ်ဆိုရင်တော့ဒါ government shutdown အထူးသဖြင့်တော့ဒီမှာ OAC တို့နော် Acacia Cortez တို့ပေါ့နော်အဲသူတို့ကနဲ့ government shutdown လုပ်ဖို့အတွက်အဓိကသူတို့ကနဲ့ဒါတော်လန်ပြီးတော့မှဥဆောင်တာအဲ့ဒါကို Shark Schumer ကလည်းဒါကြောက်လန့်အားကြီးပြီးတော့မှဒါမပဲ့ဟိုမငြင်းရဲဘူးပေါ့ပြောမယ်ဆိုရင် Democrat Party ထဲမှာရှိတဲ့ Socialist သမားတွေကိုသူတို့ကလိုက်လျောပေးရတဲ့သဘောပဲအဲဒီမှာအကြီးဆုံးကဘာလဲဆိုတော့ခုနက propose လုပ်တဲ့ဘေးတွေအားလုံးကဘာမှမဟုတ်တယ်ဘူးဒါပေမဲ့တရားမဝင် လာရောက်ပြီးတော့နေထိုင်တဲ့ illegal တွေအတွက်ကဒေါ်လာနော်ဘီလီယံ200ကျော်တယ်ဒါကသူတို့ရဲ့ကြမ်းမိုင်ဆောက်ရှောက်မှုအတွက်ဒါကြောင့်အဲ့လောက်များပြားတဲ့ဒီ American P2 တွေအတွက်မဟုတ်ဘူးစီးပွားရေးတိုးတက်ဖို့မဟုတ်ဘဲနဲ့ဒါနိုင်ငံခြားအတွက် နောက်ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ illegal တွေအတွက်ဖြစ်နေတဲ့အတွက်ကြောင့် Republican တွေကဒါကိုနောက်မှပြန်ဆွေးနွေးရအောင်အပေးယူလုပ်လို့ရတယ်ဆိုတဲ့အနေအထားနဲ့သူတို့ဆွေးနွေးတာဖြစ်တယ်ဒီနိုင်ငံမှာနေထိုင်တဲ့ illegal တွေအတွက်ဒေါ်လာဘီလျံ200ကျော်ဘီလျံ200 200 billion အဲ့ဒါကဘာအတွက်လဲဆိုတော့ဒီ Obama Care နဲ့ subsidy ပေါ့ကျမကြီးစောင့်ရှောက်မှုအတွက်အဲ့တော့ဥပမာအားဖြင့် me to me so ဒါတရားဝင်ပဲဖြစ်တရားမဝင်ပဲဖြစ်ဒါအရေးပေါ် emergency စင်ရောက်သွားတယ်ဘေးမပေးနိုင်ဘူးဆိုရင်ဒါ short ပစ်လိုက်တယ်အဲအဲ့ဒီဘေးတွေကိုအဆူရကနဲ့ဒါမှမဟုတ်အဆွေအမဟုတ်ဒါအခုက P2 ခွန်နေဒေးကနဲ့ပေးနေရတာအဲ့တော့သူတို့ proposal လုပ်တာက1.4 trillion dollar ဒါက short term အတွက်ပေါ့နော်ဒါဟို long term မဟုတ်သေးဘူးဒါပြောမယ်ဆိုရင်တစ်နှစ်စာပဲပြောလို့ရတယ်လားအဲ့ဒီတစ်နှစ်အတွင်းမှာတုံးပါအဲ့လို wasteful ဖြစ်တဲ့ဒါမလိုအပ်တဲ့ငွေကြေးသုံးဖြုံးမှုတွေ P2 ခွန်တွေကို မလိုအပ်တဲ့နေရာတွေမှာသုံးဖြုံတာဖြစ်တဲ့အတွက်ကြောင့် Republican အများစုအားလည်းကန့်ကွက်တာဖြစ်ပါတယ်။အခု Food Stamp ကပြတ်တော့မယ်။ P2 American P2 42တန်းလောက်ကဒါလစဉ်ဒီ Food Stamp ပေါ်မှာမိခိုအားထားပြီးတော့တွာလာနေတဲ့ P2 တွေအများကြီးရှိတယ်။အခု Food Stamp ကပြတ်တော့မယ်ဆိုတော့ဒါ Target တို့ Walmart တို့ Costco တို့ကတော်တော်လေးတတိနဲ့သူတို့စောင့်ကြည့်နေပြီ။အခုသူတို့ထုတ်ပြန်ထားတာလည်းရှိတယ်။ဘာလို့ဆိုတော့လူရဲမှုတွေဖြစ်တော့မယ်။ပြီးတဲ့အခါမှာ သူတို့ထုတ်ပြန်ထားတာကနောက်ဆုံးเนาะ Walmart တို့မှာ shopping တွားရင်အမျိုးသမီးဆိုရင်တော့တယောက်တည်းတော့မှမတွားနဲ့ဘာလို့လဲဆိုတော့အစားအသောက်တွေလူရက်မှုတွေဖြစ်နိုင်တယ်ဆိုတဲ့အထိကိုသူတို့ကနဲ့ဒါခံမှန်းနေကြတယ်ပြီးတဲ့အခါမှာခိုးယူမှုလူရက်မှုเนาะဓမြမှုတွေဒါတွေကဘာလို့52တန်းတော့ပြည်သူတွေကအစာအိမ်စားစားဖို့အခက်အခဲဖြစ်လာတဲ့အခါကျရင်ပဲတွားမလဲတချို့ကတော့ဒါကိုမရမကဒါလူရက်ခိုးယူကြတော့မယ်ဆိုတဲ့ဒါ crime များလာတော့မယ်ပေါ့ ရာဇဝမှုများလာတဲ့အနေများလာမဲ့အနေအထားကိုဒါခတ်မှန်းနေကြတယ်။ထူးခြားတာကအမေရိကမှာ food stamp အများဆုံးဘယ်သူတွေကစားနေလဲဆိုတဲ့စာရင်းကိုသူတို့ထုတ်ပြန်လာတယ်။အဲဒီစာရင်းထဲမှာကျွန်တော်တစ်ကနဲ့ငါးအထိကြည့်မယ်ဆိုရင်ကြည့်အောင်နော်။နံပါတ်1ကဘယ်သူလဲ?အာဖဂန်။နံပါတ်2ကဆိုမာလီ။နံပါတ်3ကအီရတ်။နံပါတ်4ကဒိုမီနီကန်။နံပါတ်5ကကရေဘီယံ။ဆိုတော့တစ်ကနဲ့ငါးအထိ food stamp အများဆုံးစားတာကအမေရိကန်နိုင်ငံသားတယောက်မှဟုတ် ပြော native တွေတောင်မှမပါတယ်ဥမာဖြင့် native ဆိုတာ American native ဒါမှမဟုတ်အဖြူတွေအမဲတွေ Latino တွေပေါ့ဒါအဓိကပေါ့နော်ဒီလူတွေတောင်မှမပါတယ်ဘူးအများစုကပါလဲဆိုတော့အတကကြားသားတွေပဲဖြစ်နေတယ်ဆိုတော့ဒါလည်းအမတန်မှဒါဟိုသူတို့တွေ surprise ဖြစ်သွားတယ်ပေါ့နော်အဲနံပါတ်6မှာကျတော့ native native ဆိုတာ American Red Indian တွေပေါ့နော် native တွေနံပါတ်9မှာကျတော့ Puerto Rican တွေနံပါတ်10မှာက Cuban နံပါတ်9မှာမှ black ကြည့် black အဲ့မှာမှ US အလံနဲ့ပြတာဒီမှာနံပါတ်30မှာ Arab တယ်နံပါတ်7မှာ Cambodian အဲ့တော့ဒီအားလုံးကြည့်တဲ့အခါမှာကျတော့ကျေးဇူးတော်ပဲကျွန်တော်တို့ဒါမြန်မာပြည်ကတော့ဟိုအောက်ဆုံးမှာဒီစင်းထဲမှာတော့မပါဘူးမြန်မာဆိုရင်စင်းထဲမှာတော့ပါမလာဘူးကျေးဇူးတော်ပဲเนาะဘာဖြစ်အဲစားတဲ့လူတော့အများကြီးရှိပါတယ်ဒါပေမဲ့အခုဒီအားလုံး ਨੇ ချိန်ထိုးပြီးတော့မှရှင်လိုက်တဲ့အခါကျတော့မြန်မာပြည်ကတော့အ ਨੇ ဆုံးဖြစ်နေတယ် ဲ့တော့ဒီမှာ food step အများဆုံးစားတာကထူးခြားတယ်။ဘာလဲဆိုတော့အာရဗ်နိုင်ငံတွေကအများဆုံးဖြစ်နေတယ်။အာဖဂန်တို့ဆိုမာလီတို့အီရတ်တို့ကြည့်။အဲ့တော့ဒီဟာကိုကြည့်မယ်ဆိုရင်အခု52တန်းတော့ပြည်သူတွေအများစု food step ထဲမှာကဒီအခုနအပေါ်ကနိုင်ငံ၅ခုကနေအတိကစားနေတဲ့သဘောရှိပါတယ်။ဒါကဘာလဲဆိုတော့ American ပြည်သူတွေရဲ့အခွန်ငွေကိုသူတို့ကဒါအများဆုံးတုံးဆွဲနေတဲ့သဘောပေါ့နော်။ တော့ခုနက government shutdown ကိုလည်းနည်းနည်းလေးပြောပါမယ်။အဲ government shutdown ဘာလို့ဖြစ်လဲဆိုတော့ American အစိုးရရဲ့ဗန်ဒိုင်းရဲ့နှစ်ကအော်တိုဘာလ3ရက်နေ့ကနေနှစ်စဉ်ပေါ့နော်။ဒါအော်တိုဘာလ3ရက်နေ့ကနေနောက်နှစ် September လ30ရက်အထိဖြစ်တယ်။အဲ့ဒါကိုလွတ်တော်ကနေဗန်ဒိုင်းရဲ့နှစ်အတွက်တနက်ပြီးတနက်သူတို့ကနေဒါတတ်မှတ်ချက်တွေပေးရတယ်။ပြီးတဲ့အခါမှာသူတို့ကနေဒါ approve ပေးရတယ်။အဲ့လိုချမှတ်မှု approve မလုပ်ဘူးဆိုရင်တော့အဲ့ဒီဗန်ဒိုင်းရဲ့အတွက်ပြန်ပြီးတော့သူတို့ကဆွေးနွေး approve မလုပ်မချမ်းကတော့ပတ်စံမချပေးတဲ့အတွက်ကြောင့်အဆွေရ run လို့မရဘူးအဆွေရ run ဖို့ဆိုတာလဲငွေကြေးအမြောက်များလို့လာဘူးเนาะအဲ့တော့လွတ်တော်ကနေဒီခွဲဝေမှုငွေကြေးခွဲဝေမှုကိုသူတို့မချမှတ်ပေးဘူးဆိုရင် အထူးသဖြင့် American ရဲ့ Federal ဒီအရေးကြီးကဏ္ဍတွေဖြစ်တဲ့ကာကွယ်ကျန်းမာရေးပညာရေးအဲ့ဒီရမုံငွေထောက်ပံ့ဈေးတွေကဒါအတိမပြုတ်ပေးတဲ့အတွက်ကြောင့်သူတို့ကသုံးဆဲလို့မရဘူးအဲ့လိုသုံးဆဲလို့မရတဲ့အတွက်ကြောင့်မို့အခုစစ်တပ်တွေဆိုရင်တော့လာစားမရဘူးပေါ့ ဒါပေမဲ့အခုဒီကြားထဲမှာတော့သမ္မတဒေါ်နယ်ထရန့်ကဒီနိုင်ငံခြားနဲ့အခွန်စည်းချက်ခွန်တွေအများကြီးကောက်ထားတဲ့ထဲကနဲ့ဒါမှမဟုတ်ရင်ဒီအဲစစ်တပ်ထဲမှာသူတို့ຢာထားတဲ့တခြားအယံငွေတွေထဲကနဲ့စစ်တပ်ကိုဒါသူတို့ကနဲ့လစာပေးနေတဲ့သဘောတော့ရှိပါတယ်အဲအဲ့ဒီကြားထဲမှာတအားထူးခြားတာကတနည်းအားတော့ဒီသမ္မတဒေါ်နယ်ထရန့်စီမှာပေါ့နော်ဒါအမီမဖော်လို့တဲ့လူတယောက်ပြောမယ်ဆိုရင်တကယ်ကို တိုင်းချစ်ပီချက်မျိုးချစ်စိတ်ရှိတဲ့လူတယောက်ပေါ့နော် ူကဘီလီယံနာတစ်ထေးဒေါ်လာတန်း130ကိုချက်ရေးပြီးတော့မှအစွေရကိုပေးလာတယ်။သူကပေးလူတာနော်။ဘာအတွက်လဲဆိုတော့ government shutdown ဖြစ်နေတဲ့အတွက်ကြောင့်တချို့ဒီစစ်တပ်ကိုလစာပေးဖို့အတွက်သူကဒေါ်လာတန်း130ကိုဒီတိုင်းပေးလူခဲ့တာ။အဲအဲ့လိုမျိုးတွေလည်းရှိတယ်။ဒါကိုလူတွေကိုထိတ်ခဲလုပ်တဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်။အဲ့တော့နေ့စနေ့တိုင်းအော်တိုဘာလာတရက်နေ့မှာဒီအစိုးရနဲ့ငွေကြေးခွဲဝေမှုချမှတ်တဲ့အခါမှာ လွတ်တော်ကနဲ့အဲ့ဒီချမှတ်မှုကိုပြက်ကွက်သွားတဲ့အခါမှာကြာရင်အစိုးရကရှတ်ဒေါင်းဖြစ်သွားတာအဲ့ဒါရိုးရိုးလေးပါပဲအဲ့တော့အဲ့လိုရှတ်ဒေါင်းဖြစ်ရတဲ့အကြောင်းရလဲဒီမိုကရက်နဲ့ရီပဘလစ်ကန်တွေကအပေးယူညှိနှိုင်းပြီးတော့မှငါတို့ကဟိုနားမှာဘလောက်သုံးကျင်လဲသူတို့ရဲ့ interest ပေါ့နော်သူတို့လိုချင်တဲ့နေရာတွေမှာညှိနှိုင်းပြီးတော့မှအချင်းခွဲဝေမှုလို့လုပ်တယ်လုပ်တဲ့အခါမှာကျတော့ဒီခေါက်ကြောင့်ညှိနှိုင်းရတာအင်မတန်ခက်တဲ့အတွက်ကြောင့် Republican တွေကပြောတာကဒါဆိုရင်ငါတို့လိုချင်တဲ့အပိုင်း ကိုလိုချင်တဲ့ interest ကိုဘေးမှာခဏချထားပြီးတော့ဒီတိုင်းပဲအစိုးရကို run လို့ရအောင်ငွေကြေးလေးပဲထုတ်ပေးလိုက်စက်တက်နဲ့စောနာကကာကွယ်ရေးစနစ်ကာကွယ်ရေးတို့ကြားမာရေးတို့အဓိကကြားတဲ့နေရာတွေပေါ့နော်ပညာရေးအဲ့ဒီကဏ္ဍတွေအတွက်ပတ်စံ run လို့ရအောင်ထုတ်ပေးလိုက်လို့ပြောတဲ့အခါမှာကျတော့ခါတိုင်းဆိုရင်တော့နော်နှစ်ဦးနှစ်ဖက်ကနဲ့ကိုယ့်ရဲ့လိုချင်တဲ့အပိုင်းကိုခဏဘေးထားထားပြီးတော့အစိုးရ run လို့ရအောင်တို့တို့လုပ်လာအခုဒီခါကျတော့ဒီမိုကရက်တွေကမလုပ်ဘူးဘာလို့လဲဆိုတော့တို့မျောလင့်ထားတာက အဲ့လိုမလုတ်ချင်းအားဖြင့်ဒီအဆွေရကို shut down လုပ်လိုက်ရင်တမရဒေါ်နယ်ထရန့်အတွက်အင်မတန်နစ်နာမယ်အဆွေရ run လို့မရဘူးဒါစစ်တပ်တွေကဒါငွေကြေးဘယ်လိုပဲလစာပေးလို့မရဘူးပြီးတဲ့အခါမှာ full stand နေနောက်ဒီအဆွေရကဏ္ဍတော်တော်များများမှာဒါကမောက်ကမဖြစ်စေမယ်ဆိုတော့ရွယ်ချက်နဲ့ရွယ်ချက်ရှိရှိနဲ့သူပိတ်လိုက်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီတဲမှာမှတော်မနာဒေါ်နယ်ထရန့်ကလည်းအကွက်ကြကြကိုဒါ season တကြကိုသူပြန်ပြီးတော့ဒါအတုံးချထားတဲ့သဘောလေးရှိတယ် ဲ့လိုပိတ်သွားတဲ့အတွက်ကြောင့်မလိုလားအပ်တဲ့အစုရဌာနတချို့ကိုသူကဖျက်သိမ်းပြီးတော့ဒါမှမဟုတ်ဟိုဝန်ထမ်းတွေကို short ချပြီးတော့မှအစုရဝန်ကိုဒါတေးအောင်ပြောမှဆိုပေါ့ပန်းအောင်သူကလှုပ်သွားတဲ့သဘောမှရှိပါတယ်။ဒါကြောင့်အခုအထိတော့ဒါ Federal အလုပ်သမားတော်တော်များများလဲဒါအလုပ်ထုတ်ခိုင်းရတယ်အဲ့တော့ဒီ government shutdown ကိုအမြန်ဆုံးညှိနှိုင်းပြီးတော့မှပြည်လဲအောင်မလုပ်ဘူးဆိုရင်တော့ဒါပီတူတွေအများကထိခိုက်နေတာနေတာဖြစ်တဲ့အတွက်ကြောင့်ဒါအမေရိကန်မှာဆိုရင်တရက်တရက်ကို ဒီလိုအဆွေအားရှတ်ဒေါင်းဖြစ်နေတဲ့ကာလမှာ2.1 billion နေစဉ်ဒါစီးပွားရေးအရဆုံးရှုံးနေတယ်ပြောမယ်ဆိုရင်တပတ်တပတ်မှာဒီအဆွေအားက15 billion လောက်ဆုံးရှုံးနေတဲ့သဘောရှိပါတယ်အဲအဲ့ဒီမှာပို့ပြီးတော့မှ pressure ဖြစ်လာတာကအခု food stamp စားတဲ့လူအများစုက democrat တွေများတယ် republican တက် democrat များတယ်ဘာလို့ဆို California တို့ဒီ New York တို့နောက် ပြီးတော့ဒီ democrat အများစုနေတဲ့နေရာမှာကဒီ food stamp ကိုအများဆုံးတုံးဆွဲတဲ့သဘောရှိတယ်ဒါကြောင့်မို့ ဘာဖြစ်လာလဲဆိုတော့ဒီ full step မရှိတော့တဲ့အခါကျတော့စန္ဒပြလာမဲ့လူအများစုကဒီမိုကရက်တွေပဲအဲ့တော့သူတို့ကဘာလို့ပြလဲဆိုတော့ government shutdown ကိုပြတဲ့အခါမှာဒီ democrat ခေါင်းဆောင်တွေကိုပဲပြန်ပြီးတော့သူတို့က pressure ပေးလာတာမင်းတို့မဖွင့်ဘူးဆိုရင်ဒီမှာငါတို့ democrat အများစုကဒါ republican လဲစားပါတယ်ဒါပေမဲ့ democrat အများစုကဖြစ်နေတယ်ဆိုတဲ့သဘောကသူတို့ကပုံပြီး pressure ခံနေရတာပေါ့နော်ဖိအားပေးခံနေရတာဒါကြောင့်မို့ ဒါဘလို့ပြန်ပြီးတော့ဖွင့်လာမယ်ဆိုတဲ့ဟာကိုတော့စောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်။အဲ့တော့သမ္မတဒေါ်နယ်ထရန့်ကိုသူတို့ကအစွေရရန်လို့မရအောင်ပေါ့နော်။သူတို့လုတ်ပေမဲ့အခုတန်ပြန်ပြီးတော့သူတို့ကပဲပြန်ခံရတဲ့သဘောမှာရှိနေပါတယ်ဆိုတဲ့ဟာကိုဒါအားလုံးနားလည်အောင်ပေါ့နော်။နေငယ်ဒီမှာတင်ပြပေးလိုက်တာပဲဖြစ်ပါတယ်။